တည်သားကြီးတရားဝရီခိုင်ပြည်ချောင်းရင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူမှုခြေမှုဘုဌာနတွင်ကာကွယ်ထိန်းသိမ်းရမည်ရေတန်စာထအကြောင်းအသိပညာပေးတော်ရှုကိုမတ်လ9ရက်နေ့နနေ့9နာရီကကျင်းပခဲ့ရန်ခိုင်ပြည်ဆက်ရုံးမှဒေါ်တဲနုအေးနှင့်ပဝင့်ချစ်ထိန်းသိမ်းဦးစီးဌာနမှခိုင်ဦးစီးမှုဒေါ်စုမြတ်တနာဖွေးတို့ကယခုလိုဆွေးနွေးခဲ့ကြပါရရှင်။မင်္ဂလာပါဆရာမရှင်။ဟုတ်မင်္ဂလာပါရှင်။ဟုတ်ကဲ့ပါဆရာမဒီရေတန်ရေစာထတွေရဲ့အရေးပါဝင်လေးရှင်းပြရှင်းပြပေးပါဦးဆရာမရှင်။ဟုတ်ကဲ့ပါရှင်။ ဒီတရားဇာတ်ဟာပေါ့နော်ကမ္ဘာပေါ်မှာအဖို့တန်ဆုံးသောဒီတရားဇာတ်တွေထဲမှာတစ်ခုပါဝင်ဖြစ်ပြီးတော့ကမ္ဘာမြေမျက်နှာပြင်ရဲ့82ရာခိုင်နှုန်းကိုရေဒူးကနေပြီးတော့ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ကမ္ဘာရေဒူးရဲ့ပေါ့နော်ဒီ98ရာခိုင်နှုန်းမှာပေါ့နော်ရေငန်နေဖြစ်ပြီးတော့ရေကျိုးရေကျိုးပမာဏကတော့1.5ရာခိုင်နှုန်းသာရှိတာဖြစ်ပါတယ်။ဒါအုံမှာရေကျိုးတွေရဲ့ပေါ့နော်1.2ရာခိုင်နှုန်းဟာမြေဝရေဖြစ်၎င်း30.1ရာခိုင်နှုန်းဟာမြေအောက်ရေဖြစ်၎င်း68.8ရာခိုင်နှုန်းဟာပေါ့နော်ရေခဲဖြစ်၎င်းသိရှိတာပဲဖြစ်ပါတယ်။ ပညာရှင်တွေရဲ့လေ့လာချက်အရာပေါ့နော်ဒီအရွယ်ရောက်ပြီးလူတယောက်ကခန္ဓာကိုယ်မှာပေါ့နော်ရေ60ရာခိုင်နှောင်းကနေပြီးတော့80ရာခိုင်နှောင်းခန့်ပေါ့နော်ရေတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့ဒီလူရဲ့ခန္ဓာကိုယ်မှာပေါ့နော်ရေ30ရာခိုင်နှောင်းခန့်ဆုံးရှုံးသွားမယ်ဆိုလို့ရှင်အသက်နဲ့ရှိနိုင်လဲဆိုပြီးတော့မှတ်သားရပါတယ်ဒါကြောင့်မလို့ရေတယံဇာတာဟာလူတွေရဲ့နေစဉ်ဘဝအတွက်မရှိမဖြစ်အရေးပါတဲ့အပြင်ပေါ့နော်ဒီအပင်နဲ့ကုန်းနေရင်းနေတတဝါတွေအသက်ရှင်နေထိုင်ရင်နောက်ခရီးစနစ်တွေကောင်းမွန်စွာလည်ပတ်နိုင်ရင်အတွက်ပေါ့နော်အလုံးမဲ့အရေးပါလာပါတယ်ရှင် ကဲပါဆရာမဒီရေချိုးအရင်းမြစ်တွေကိုပေါ့နော်ဘယ်လိုနေရာမျိုးတွေ ਆ တွေရောရရှိနိုင်ပါသလဲဆရာမရှင်ဟုတ်ကဲ့ပါရှင် ဒီရေစိုးအင်းမြစ်တွေရရှိနိုင်တဲ့နေရာတွေကတော့ဗောနော်အဓိကတော့ဒီမိုးရေတွေနောက်မြေရေတွေချောင်းရေတွေမြေအောက်ရေတွေဗောနော်ဒါအပြင်နောက်ရေခဲမြစ်တွေရေခဲတောင်တွေမှာဗောနော်ဒီရေစိုးအင်းမြစ်တွေကတည်ရှိရာဖြစ်ပါတယ်ဒီရေစိုးအများစုကဗောနော်ရေခဲတောင်တွေရေခဲမြစ်တွေနောက်အလွန်နှက်ဆိုင်တယ်ဗောနော်ဒီမြေအောက်ရေတွေမှာရှိနေတဲ့အတွက်ကြောင့်မို့လို့လူနဲ့တက်ရှိတတဝါတွေအနေနဲ့ဗောနော်ဒီရေစိုးပမာဏမှာဗောနော်သုံးဆန်းနိုင်တဲ့ရေစိုးပမာဏဟာရေစိုးပမာဏစုစုပေါင်းရဲ့အတိတ်အရာကတော့မရှိတာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါဆရာမဒီရေချိုးသရေဇာတာတွေပေါ့နော်ရှားပါလာရတဲ့အကြောင်းရင်းတွေကိုလည်းသိချင်ပါတယ်ဆရာမရှင်ဟုတ်ကဲ့ပါရှင်ဒီရေချိုးသရေဇာတာတွေပေါ့နော်ရှားပါလာရဲ့အကြောင်းရင်းတွေကတော့ပေါ့နော်ဘာလဲဆိုရှင်ဒီကမ္ဘာလူကြီးတွေတိုးပွားလာတဲ့နောက်မျိုးပြတွေချဲ့ထွင်လာတဲ့နောက်လူနေမှုအဆင့်တန်းတွေမြင့်မားလာတဲ့စိုက်ပျိုးမြေတွေမွေးမြူရေးတွေနောက်ဆက်ရုံအလုံးရုံတွေတိုးတက်လာတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီရေချိုးသုံးဆွဲမှုပမာဏတွေကလည်းပိုးပြီးတော့များလာတဲ့တစ်တောတွေပြုံးတိလာတဲ့နောက် ကမ္ဘာရာသီဥတုတွေပေါ့နော်ဒီဟာတွေကမြင့်တက်ကမ္ဘာရာသီဥတုပြောင်းလဲလာတယ်နောက်တစ်ခါကျလို့ရှိရင်လည်းအပူချိန်တွေမြင့်တက်လာတယ်နောက်ပေါ့နော်ဒီရှင်းရင်းဆွဲရေစိုးအရင်းမြစ်တွေရဲ့ရေရှည်တည်တက်နိုင်အောင်ပေါ့နော်ထိမ့်သိမ်းထားနိုင်ခြင်းတွေမရှိတာတွေစွန့်ပစ်အမိုင်းတွေပေါ့နော်ဒီစွန့်ပစ်ရေစိုးတွေကိုမြေချောင်းတွေကိုစွန့်ပစ်တဲ့အတွက်ကြောင့်မလို့ရေတို့ညံ့ညံ့မှုတွေဖြစ်ပေါ်စေတာပဲဖြစ်ပါလေရှင်ဟုတ်ကဲ့ပါအစင်မဒီရေတန်ရေစားရတွေပေါ့နော်ရောနေလာရင်ဘယ်လိုစိုးကျိုးမျိုးတွေခံစားရမလဲဆိုတာကိုလည်းရှင်းပြပေးပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါရှင် အဓိကတော့ဗောနော်ဒီရင်းနေတတော်ဝါရေပေါ့အဓိကအရင်ခန်းစားမှာပေါ့နော်ရင်းနေတတော်ဝါရေနဲ့အပင်နေနောက်တန်တာကြောက်တန်းနေတေချေပျက်စီးစေနိုင်တယ်နောက်တစ်ခါကျတော့ရှင်ဒီရင်းနေကေဟစနစ်တွေပေါ့နော်ပျက်စီးယိုယွန်းစေနိုင်တယ်နောက်တောက်တုံးရေတွေရှားပါလာမယ်လူတွေရဲ့ကျန်းမာရေတွေကိုလည်းပဲထိခိုက်လာနိုင်မယ်နောက်ခန္ဓာရလွင်ပြင်တွေပေါ့နော်ဒါတွေများပြားလာမယ်ရာသီဥတုဖောက်ပြန်မှုတွေတောင်လဲလောင်မှုတွေဖြစ်လာပြီးတော့နောက်ဆုံးမှာဆိုလို့ရှင်ဗောနော်ဒီတက်ရှိကေဟစနစ်တွေကိုတေချေပျက်စီးနိုင်တဲ့အထိပေါ့နော်ဒီလိုမျိုးဆိုးကျိုးတွေကိုခန်းစားရတာမှာပဲဖြစ်ပါတယ်ရှင် ကဲပါဆရာမဒီရေသရေစာဓာတ်တွေပေါ့နော်ရောနေဆုံးရှုံးမှုမရှိအောင်ပေါ့နော်ကာကွယ်ထိန်းသိမ်းလို့ရမယ့်နည်းလမ်းတွေကိုလည်းရှင်းပြပေးပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါရှင်အဓိကအနေနဲ့ကတော့ပေါ့နော်ကျမတို့ဒီတက်တော်တွေကိုထိန်းသိမ်းမှုလိုအပ်တယ်နောက်တက်တော်စိုက်ခင်းတွေကိုပေါ့နော်ထူထောင်မှုလိုအပ်တယ်နောက်တစ်ပင်ဆိုင်ရမယ်ပေါ့နော်တစ်ပင်ဆိုင်ပြုတ်ကိုလိုအပ်တယ်နောက် မြစ်ချောင်း AI နေပေါ့နော်တန်ရှင်းတာယာမှုရှောင်ထင်းသိမ်းမှုလိုအပ်တယ်။နောက်မျိုးပြတွေတိဆောက်တဲ့ခါကြလို့ရှင်လဲပေါ့နော်ဒီမြေအောက်ရေပြန်လဲဖြစ်တင်းနိုင်မဲ့နေရာလွတ်တွေလိုမျိုးပေါ့နော်ဒါမျိုးတွေချမ်းထားဖို့လိုအပ်ပါတယ်။နောက်မိုးနေတဲ့ဒေသတွေမှာဆိုလို့ရှင်ပေါ့နော်ကျမတို့မိုးရေစူးစောင်းရမယ်ပေါ့နော်မိုးရေစူးစောင်းတက်မှာတဲ့နောက်ရေစိုးတွေနဲ့ပေါ့နော်အမိုက်တွေကိုစနစ်တကျဆွန့်ပစ်တင်တဲ့နောက်ကမ္ဘာအပူချိန်မြင့်တက်လာမှုကိုဟန်တာနိုင်မှုဟန်တာတဲ့နေရာမှာလဲပဲပူပေါင်းပါဝင်ဆောင်ရွက်ချင်းပြပေါ့နော်ရေချိုးတင်ရစာသားတွေကိုကာကွယ်ထိန်းသိမ်းနိုင်မှာပဲဖြစ်ပါလိမ့်ရှင်။ ုကဲ့ပါဆရာမရှင်အခုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမရှင်ဟုတ်ကျမတို့ဘက်ကလည်းဒီအသိပညာမျှဝေခွင့်ရတဲ့အတွက်ကြောင့်မလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကဲ့ပါဆရာမရှင်ဆိုပါတော်ရှိုးဆွေးနွေးမှုတို့ကိုဝီလက်တာယာဝရီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်